Hello ကြည့်ရတယ် BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တို့သွားပြီးမှ Relation လောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပထမဦးဆုံးလိုရီတိုရှင်သတင်းနဲ့ဆက်လိုက်မယ်နော် ဲ့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ Champions League ကပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပေါ့နော်သတင်းကျပွဲပြုလုပ်နေတဲ့ပြည်သူလူထုပေါ်မှာဘုံကျဲခဲ့လို့ပြည်သူလူထုတော်တော်များများဒီတည်ဆုံး တိုင်ရရှိတော့တော်တော်များတဲ့အခြေအနေကိုအလုံးလေးသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့အဲ့ကိစ္စမှာဆိုရင်ဒီ6 CB တပိတ်ကိုဘုံကျဲပြီးတော့နတ်မခမှာအောင်ပွဲခံခဲ့ရတဲ့ဆိုတဲ့ဖြစ်ပါတယ်အဲ့တော့လူဆဲကြီးတိတ်ဆုံးထိခိုက်ခဲ့တဲ့သခိုင်းတိုင်း6မြို့နယ်ဘုံဘုံတုံရွာမှာကျင်းပတဲ့ CB တပိတ်ကိုပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ပြီးတော့ဘုံရွာခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်မှာအောင်ပွဲခံခဲ့ကြတယ်လို့သတင်းမီဒီယာကသိရပါတော့အဲ့တော့သူတို့အဲ့ဒီကြောင့်ဘုံကျဲပြီးတော့ ပြည်သူလူထုထိရလဲတည်ရောသူတို့တခါတည်းနှမခါတည်းမှာအောင်ပွဲခံကြရလို့တည်ရတယ်အဲ့ဒါမှဆိုရင်သူတို့ကျဲချခဲ့တဲ့ဘုံဒီယာဆိုစက်တက်လီဒီပါရာဘော်တာနဲ့120မှမှဘုံဒီနှလုံးကျဲချတိုက်ခဲ့သွားတာဖြစ်ပါတယ်နော်ဘုံကျဲတိုက်ခဲ့ပြီးတော့အသက်တစ်နှစ်အရွယ်ကလေးငယ်ကစပြီး40ကျော်အရွယ်ဒီစုစုပေါင်း19ဦးကချက်ချင်းနေဆုံးသွားပြီးတော့40လောက်ကအပြည့်အဝရရှိခဲ့တယ်လို့လည်းသတင်းရရှိပါတယ်အဲ့ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ့နော်နဘခတိုင်းမှုမျိုးမီထွေးကားတဲ့စကိုင်းပကွေးချစ်ပြီးတဲ့စစ်စင်ကြီးတွေကိုအဓိကကြိုးကင်လှူရှားသူတအူဖြစ်တဲ့ကြောင့်၆ဦးတစ်ပိတ်ကိုဘုံကျဲတက်ပြမှုကသူစေခိုင်းတဲ့စစ်စင်ကြီးတွေကတခုဖြစ်မယ်လို့စီဒီအမ်ဘုံကျဲစီကမှတ်ချက်ပြုထားလို့သိရပါတယ်နော်အဲ့တော့ဒီရဲ့ဘုံကျဲမှုကိုတာဝန်ခံရမယ့်သူကတော့နဘခတိုင်းမှု မျိုးပေးထွေးလို့လည်းသိရအောင်နော်အဲ့တော့ဘယ်လိုမျိုးဒီတော်လိုင်းဖွဲ့တယ်သိတာလဲဆိုတော့ TikTok မှာဝဝီဆိုတဲ့အကောင့်တပင်းနဲ့နှမခါတဲ့မှာနေတဲ့တယောက်ပေါ့နော်အဲဘယ်သူစတိလဲတော့မသိဘူးတဲ့ကျဲပုံစံသူ့ရှိတဲ့ကလေးမဲပေါက်လို့ TikTok မှာတင်ထားတယ်တဲ့ကျေးဇူးပါပပလို့ caption လေးနဲ့ပို့တော့တယ်ပြီးမှချက်ချင်းဖြစ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့သူတို့ပျော်ပွဲရှင်ပွဲတွေအဝဲခံပြီးတဲ့ခါမှာဒီလိုမျိုးအဲဒီမဲတွေပါပေါက်ပြီးမှတင်ထားတဲ့အခါကျမှဒီသူတို့ပြုတ်ရပွဲကိုတည်တဲ့အနေထားဖြစ်ပါတယ်เนาะအဲ့တော့ဘလိုပဲပြောပြောချမ်းမဲ့စစ်ကောင်စီတပ်ဖွဲ့တွေအခုဆိုရင်ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့အရာတွေပေါ့เนาะအခုချိန်မှာဆိုခိုင်းတဲ့လူတွေကိုအခုလိုမျိုးဒ ပြီးတဲ့ကောင်မှတ်ထားဖို့လိုပါတယ်နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗမော်မြို့ကိုတင်းလိုက်ပြီးလို့ဝါဒဖြန့်ကဝန်ထမ်းများကိုခေါ်ယူခဲ့ပြီပဲလေ။အဲ့ဒီဝန်ထမ်းတွေကပြန်ပြီးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပေါ့တော့တော့ကြောက်နော်။နိုင်ပြီလို့ဝါဒဖြန့်ပြီးအုပ်ချုပ်ရေးပိုင်းကအရာရှိနဲ့ဝန်ထမ်းတွေကိုမျိုးရင်းယုံထိုင်ခိုင်းလို့အရာရှိနဲ့ဖွဲ့တွေတိုက်ပွဲကြောင့်ပြန်လည်ထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ဗမော်မြို့ကိုတင်းနိုင်ပြီးအချို့အလုံးငန်းတွေပါစတင်နိုင်ပြီလို့ဝါရဖြန့်ခဲ့တဲ့စစ်ကောင်မရှင်ကစီးရင်ရင်ထန်းတွေနဲ့ လက်နက်ခဲယမ်းတွေပြင်ဗမော်တိုက်ပွဲကထွက်ပြေးလာတဲ့အုပ်ချုပ်ရေးအဖွဲ့တွေကိုပါပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။မျိုးရင်းအုပ်ချုပ်ရေးရန်နေရာလဲပတ်ပြီးဆိုတာပြဖို့အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ဒီရောက်တော့တိုက်ပွဲချိန်နေကြအောင်အစုလိုက်ပြေးကုန်လို့စစ်တပ်က ပြန်လိုက်ဖမ်းနေတယ်လို့သိထားပါတယ်လို့ကစင်သတင်းရင်းမြစ်က Yearly Times ကိုပြောပါတယ်။ပြီးကြတဲ့ဩဂတ်လကဗမော်ကိုခေါ်ဝင်လေးစိတ်ကစိုက်ကတ်တဲ့စီရင်ရင်အုပ်စုမှာ လူရားလက်နက်ခဲယမ်းတဲ့ရိတ်ခါတွေရောက်လာပြီးတဲ့နောက်ဗမော်တိုက်ပွဲမှာစစ်ကောင်မရှင်ကစီးရဲရအရေးတာလာတာကို တွေ့ရပါတယ်။စစ်ကောင်မရှင်ဟာခလာရ236အမြောက်တက်ရင်အမတ366တင်ကားတက်ရင်939တက်လေးနဲ့လင်းရင်ခွင်းတို့ကိုပြန်လည်သိမ်းယူလိုက်ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့စက်တင်ဘာ17ရက်မှာ၎င်းတို့ရဲ့ဝါရဖြန့်မီဒီယာတွေကတဆင့်ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်ပွဲတွေရှိနေတဲ့ဗမော်မျိုးရင်းအုတ်ချုပ်ရေးပိုင်းဆိုင်ရာဌာနတွေကို အတင်းကျပ်ဖွင့်လှစ်ခိုင်းတဲ့အတွက်အရာရှိတွေနဲ့အဖွဲ့တွေပြန်လည်ထွက်ပြေးသွားပြီးထွက်ပြေးသူတွေကိုလက်ရပြန်လည်ဖမ်းဆီးကာကြက်ကြက်မက်မက်စစ်ဆေးဖို့လည်းညွှန်ကြားချက်ရှိတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ကဲကြားရမှာနော်။ဘောမျိုးကိုသိနိုင်ပြီဆိုရင်ဘာသူတို့ကလုတ်ပြနေတာပေါ့နော်။ဒါပေမဲ့လည်းဒီဝန်ထမ်းတွေကစစ်ပွဲဖြစ်နေတဲ့အတွက်ထွက်ပြေးသွားတဲ့သတင်းဖြစ်ပါတယ်နော်။အဲထွက်ပြေးတာတော့မှပြန်ဖမ်းပြီးတော့သူအကြက်ခံရတဲ့အနေထားမှာရှိပါနော်။ တကယ်တော့နားတော့မှာတော့မနေ့ကလိုက်လို့ပြောလာတယ်ကိုဇွဲပေါ့နော်အမနေ့ကတော့ဒါကျွန်တော်တို့ဒီပတ်ဆိုင်နဲ့ပတ်သက်ပြီးသူပြောသွားတဲ့ဟာပေါ့နော်အခုကျွန်တော်ပြချင်တဲ့ဗီဒီယိုကတော့ကိုဇွဲရဲ့မိဘအနေနဲ့ပတ်သက်ပြီးချိတ်ချောက်တဲ့ဒီထောက်ဖို့တရားပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ကိုဇွဲပြောထားတယ်နားတော့ကြည့်အောင်နော်ကေတော်မဟိုပါလေစူပါကတ်ပဲပေါ်သေးတယ်စူပါကတ်တော်မဟိုတဘိုကြီးအစင်းလောက်တော့မစည်းနိုင်ဘူးခိုးဖို့မပြောနဲ့တွန်းတော့မတွန်းဘူးအဲ့အချိန်မှာ9တန်း6တန်းပဲရှိသေးတယ်9တန်း6တန်းပဲရှိသေးတယ်တော့ကြောင့်မို့ဆိုင်ကယ်လည်း စီးဖို့မပြောနဲ့တွန်းတော့မတွန်းတက်သေးဘူးတွန်းဖို့တော့သွားကြိုက်လို့တော့မရဘူးအဲ့ဒါကိုဆိုင်ကယ်သခိုးလို့တောက်လျှောက်ပြောတာနော်အေးကြာတော့လေသူများတွေကပါယုံလာတယ်ဆိုင်ကယ်သခိုးဆိုင်ကယ်သခိုးဆာ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 ဘယ်လောက်ထိအသေးစိတ်အစဒီဇိုင်းမမက်လုပ်လဲဆိုကျွန်တော်ကငဇွဲလို့ခေါ်တယ်ဗျာဘာကြောင့်ငဇွဲလို့ခေါ်တာလဲဆိုကျွန်တော်အများနဲ့ပြောပြရတယ်ဗမာစကပုံမှာဗမာရောရှမ်းရောကျွန်တော်တို့ကနာမည်ပေးတဲ့နေရာအခေါ်ဝေါ်မှာ၄မျိုးရှိတယ်အရင်တော့ကအဲ့တော့ဘယ်လို၄မျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရာထူးအဆင့်တန်းလိုက်လို့ပြောရမှာပေါ့သူမဟုတ်လူ မျိုးရိုးအဆင့်တန်းလိုက်၄မျိုးရှိတယ်အဲ့တော့မောင်ဆိုတဲ့သကလုံးကို तू ကမြို့စားနယ်စားအဆင့်လောက်မှ तू ကတက်လို့ရတယ်နော်ရှမ်းမှာဆိုလို့ရှင်တော့ခွန်တို့ဘာလို့ဗောဗျာအဲ့လိုမြို့စားနယ်စားအဆင့်လောက်မှတက်လို့ရတယ်ကြေးလက်တန်းစားကြေးတော်မျိုးကျွန်းတော်မျိုးအုပ်စုတွေဆိုလို့ရှင်ငါဆိုတဲ့သကလုံးကိုသုံးပြီးတော့ငါဆွဲတို့ငါဖြိုးတို့ငါကောင်းတို့အဲ့လိုခေါ်ရတယ်ကိုဆွဲကိုဖြိုးကိုကောင်းမခေါ်ရဘူးအဲ့တော့စကား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 အဲ့ဒါကိုဒီဇိုင်းမမတုံးနဲ့ငဇွဲ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 တောက်လျှောက်တုံးနဲ့ အဲ့ဒါကသူဒီနန်းနေပြီးခေါ်တာကျွန်တော်နန်းနေတာပေါ့ကျွန်တော်ပြဿနာမရှိဘူးနန်းပဲနေနေပါပဲနေနေထမိန်ပဲခေါင်းပေါ်တင်နေစောက်ကူကိုမဆိုင်ဘူးအဲ့တော့ကျွန်တော်နန်းနေပြီးခေါ်တာဒါပေမဲ့အဲ့ဒါကဘလောက်အလုပ်ဖြစ်လဲဆိုလို့ရှင်ဒါဒီတယောက်နဲ့တယောက် respect မရှိဘူးမခေါ်ရဘူးဆိုတာကိုကိုယ့်ရဲ့တော်လိုင်းအင်အားစုတွေကလည်းသိတယ်သို့တော်လည်းပဲသူ့ထက်ငါသားတယ်ဒီကောင်လောက်တော့ငါစွမ်းတယ်ဆိုတော့ဟိုတိတ်တိတ်ဘုံလင်းငယ်ထားပေါ့ဗျာဟိုရှေ့နေမှာတော့မပြောရဲဘူးရှေ့နေမှာလည်းမလုပ်ရဲဘူးရှေ့နေမှာလည်းမခေါ်ရဲဘူးနောက်ွယ်မှာသိလား ဟိုယောက်ျားဖာတယ်လေးတွေပေါ့ဗျာအာဒီငဇွဲကဘာဖြစ်တာညာဖြစ်တာငဇွဲကငါကောင်ပါငါညီပါငါတပည့်ပါဘာညာပေါ့ဗျာဟိုငါလောက်ဆော့သုံးမကြပါဘူးပေါ့ငဇွဲပေါ့အဲလိုမျိုးတွေလိုက်ခေါ်တာအဲ့တော့စကားသားဆိုင်ဝါက तू ကအလကားမလုပ်ဘူးအချင်းကြာလာလာနဲ့အမြက तू အလုပ်ဖြစ်တယ် तू အလုပ်ဖြစ်တယ် तू ကဘာဖြစ်လို့လဲပန်းဆယ်လိုသခိုးမသခိုးမသခိုးမတောက်လျှောက်စကားစပြောတာနော်နောက်တော့တော်လိုင်းအင်အားစုတွေကပါသခိုးမသခိုးမသခိုးမပြောပြီးတော့ဟိုက depression ဖြစ်သွားတာ အဲ့မှာနားမယ်တွေပြားမယ်တွေပါတွေဖြစ်သွားတော့ဘသူနစ်နာတယ်တော်လိုင်းအင်အားစုတွေပဲနစ်နာတယ်လေကျွန်တော်ပြောတာတော်လိုင်းအင်အားစုတွေပဲနစ်နာတယ်လေအစကားစားအလုပ်ဖြစ်အချိန်ပဲပေးစကားစားကိုအချိန်ပဲပေးအလုပ်ဖြစ်သွားမယ်ကျွန်တော်ပြောအဲ့ဒါကြောင့်မို့စကားစားဒီအကြမ်းဖက်ကျင်ညာတာဒီအလကားကျင်ညာတာမဟုတ်ဘူးသူ့ကိုအချိန်ပဲပေးလိုက်သူ့မှာအားလုံးရှိတယ်အလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသူ့ကိုအချိန်ပေးလို့မရဘူးနော်အချိန်ပေးလို့မရဘူး तू ပြောပြီးသား तू မလုပ်ရဲတာဘာမှမရှိဘူးလေအာနာတီမြဲဖို့ဆိုကိုမေကိုလိုရဲတယ်တဲ့ အဲ့ဒါတော့မပါဘူးကျွန်တော်ထည့်ပြောပေးတာเนาะအဲ့တော့ तू อ่ะသူများကလေးဘလောက်သေးသေးပေါ်တာဆွဲရဲတယ်လက်ပြောင်တိုက်ရဲတယ်ရှင်းတယ်ဆွဲပါပဲဆွဲပါပဲတင်မင်းတကအင်ကိုလာခောက်ပါပဲအဲ့ဒါစက္ကစမလို့ရဲတာမရှိဘူးအချိန်ပေး तू အချိန်ပေးရင် तू အားလုံးပြီးွားပဲအဲ့တော့အချိန်ပေးလို့မရဘူးတော်တော်လေးအင်အားစုတွေအနေနဲ့ကျွန်တော်ကညီငယ်တယောက်အနေနဲ့ရဲဘော်တယောက်အနေနဲ့တိုက်တွန်းချင်တာဒီမိမိအတောက်ကိုရှေ့တန်းတင်နိုင်ငံရေးမလုပ်စေချင်ဘူးပြည်တော်စုအရေးကိုလုပ်စေချင်တယ်စေစက်ညှိနှိုင်းခြင်းအပြင်စကားဆောက်ကိုစေရေးဖီအားချင်း ဖီအားပေးဖီအားပေးခြင်းအဖြစ်နိုင်ငံရေးဖီအားပေးခြင်းအဖြစ်စကားဆောက်တိုက်တင်တယ်နော်နိုင်ငံရေးပွင့်လင်းမြင်သာဖို့ရှိဖို့လဲကျွန်တော်လိုတယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့တိုက်နေတာဘာကြောက်လဲကျွန်တော်တို့လုံနေတဲ့နိုင်ငံရေးကဘာကြောက်လဲဆိုတော့ကျွန်တော်တို့ရဲ့ဥဆောင်အဖွဲ့အစည်းအစိုးရတဲ့အနေနဲ့လဲပြည်သူလူထုလဲကိုယ်ကိုယ်ပြပြသိအောင်လှုပ်ဆင်ခြင်းနဲ့ကျွန်တော်တို့ခြေမုံခံနေရတဲ့ရန်သူလဲကျွန်တော်တို့ဘာကြောက်ခြေမုံနေရလဲဆိုတော့ကိုယ်ကိုယ်ပြပြသိအောင်လှုပ်ပေးဖို့လိုတယ်တိုက်နေရတဲ့ကျွန်တော်တို့လဲကိုယ်ကိုယ်ပြပြသိခြင်းနဲ့ ဆိုတော့ကျွန်တော်တို့အချိန်ပေးလို့မရဘူးကျွန်တော်တို့အောင်ကျင်တယ်အဲ့တော့ကျွန်တော်တို့ကအခုကကမ်ပိန်းလုပ်နေတာဖြစ်တယ်ကျွန်တော်တို့ဒီဒုံးစီတရားကမ်ပိန်းဖြစ်နေတယ်မင်းတို့ကတဲ့ဖမ်းမိရင်ထမင်းကျွေးတာဟုတ်တယ်ကိုမေကိုလိုးရဲ့ကျွေးရမှာပေါ့ငါလိုးမရဲ့နော်နိုင်ငံတကာဥပဒေတွေရှိတယ်ငါတို့ကလုံနေတာနိုင်ငံရေးစစ်သားလူသက်ပွဲလုံနေတာမဟုတ်မေးလို့မင်းစစ်လာတိုက်ပြီးမင်းဖမ်းမိတဲ့ကောင်မင်းသက်မင်းအဲ့လောက်တတိရှိနေငါလို့မှစောက်တိတရားမရှိတဲ့ဖာသမားသား င်ဘယ်လောက်ရှင်းရရှင်းပြအောင်အတီတရားမရတဲ့ကောအတီတရားကိုခေါင်းထဲကထည့်လို့မရရင်ဖင်ထဲကထည့်လိုက်မယ်နော်အားလေဒီဘဲတဲ့အဖွဲဒီဒီဘဲတဲ့အဖွဲအဖွဲခေါင်းဆောင်ဖြစ်ပြီးတအားမရိုင်းတာပဲတုံမချို့ဘူးတဲ့အားလုံးမတောခိုနေတာနော်တောထွက်နေတာမဟုတ်ဘူးကြားလားတောခိုနေတာတောထွက်နေတာမဟုတ်ဘူးအတီတရားကိုခေါင်းထဲကထည့်လို့မရရင်ဖင်ထဲကထည့်မယ်သိလားနော် အဲ့အထက်မှာမင်းတို့ပို့ပြီးတော့အတီတရားမရှိသေးဘူးဆိုရင်ဘယ်ညာဘယ်ညာသွားလှုပ်လိုက်ပြီးရင်ချင်းတော်နဲ့တက်လာလိုက်သိလားပို့ပေးမယ်ငရဲပြည်ကိုသိလားတစ်ခါလေးရောက်ပါဟမ်တစ်ခါလေးရောက်ပါညိမျက်ခွန်းနဲ့ရောက်ပါအော်ငူပြီးငါတနာလဲတနာရတယ်သိတာမေးလိုးလေးတွေမင်းတို့တနာရတယ်တကယ်ပြောတာစိတ်မကောင်းရဲ့တောင်ဝဲတယ်ဘာဖြစ်လို့လဲငါတို့မိမိပါရှိတယ်ငါတို့မိပါငါတို့ရဲဘော်တွေကြဆုံတိုင်းငါတို့နေမကောင်းဖြစ်တိုင်းငါတို့ဘက်ကအစင်မပြေဘူးလို့တခုခုကြားတိုင်းမှာ तू ဘယ်လောက်စိတ်ပူနေမလဲဆိုပြီးတော့မှငါတို့ ဟိုကဖြစ်ကားတယ်။နောက်တစ်ခုကကျတော့အာချောင်းနဲ့နော်အာချောင်းလေးသူတွေတော်လိုင်းအင်အားစုတို့ပြောတဲ့မမိုးတို့ဘာတို့ငါလို့မနော်စကိုင်းမိုးတို့မမိုးတို့နော်စကိုင်းမိုးတော့မပါဘူးစကိုင်းမိုးကအမေမပြောဘူး။နော်နိုင်ငံသားရောက်မမိုးနော်ကျွန်တော်ပြောမယ်နော်ခင်ဗျားကျွန်တော်ကိုပြောရင်ပြောကျွန်တော်မိဘအောင်မပြောနဲ့နော်ခမ ्या မိဘကရင်ပြည်နယ်ထဲမှာရှိနေတာเนาะခမ ्या သိအောင်ပြောပြမယ်သူ့မိဘကိုမိဘဆိုပြဿနာတွေတက်ကုန်မယ်ပြောကျင်တာเนาะအေး ကင်းပြည်နယ်ထဲမှာလူမျိုးစုံနေထိုင်တာကင်းနေကင်းပြည်နယ်ကိုအားလုံးပိုင်နေတာမဟုတ်ဘူးကျွန်တော်ပြောပြတာနော်ကျွန်တော်မိဘကိုကျွန်တော်မိဘ၃ချိန်ဖမ်းခံတာရန်သူရဲ့နော်ကျွန်တော်ဖုံးကျွန်တော်ဖုံးဆက်ပြီးကျွန်တော်မိဘကိုပါးတွေနားတွေရိုက်ပြီးကျွန်တော်ပြန်ခေါ်တာခင်ဗျားတို့သိလားခင်ဗျားတို့မသိဘူးကျွန်တော်မိဘကျမ်းမာရေးမကောင်ဘူးကိုမှုမျိုးနဲ့ကြော်အောင်ဆေးကုလို့မရဘူးနော်ကျွန်တော်မိဘအကျယ်ချုပ်ဖမ်းခံအေးဒါပေမဲ့ခင်ဗျားတို့ကကျွန်တော်မိဘကိုတဲ့စကားစားလှွတ်ထားတာတဲ့ဟို ျွန်တော်ဒီလောက်ဒီတော်လိုင်းလုံနေတာတော့ကျွန်တော်မိဘကကျွန်တော်မိဘကိုဆက်ကဆာဘာကြောင့်မဖမ်းတာလဲဘာညာခင်ဗျားတို့အာချောင်းတာနော်ငါလိုးမှဖာတယ်မှမမို့မင်းကငါဟို respect ထားတယ်နော်ကို့အမလိုဘာလို respect ထားတယ်ဒါပေမဲ့အတိတရားတော်ရှိကိုသူစနေနေเนาะအတိတရားတော်ရှိအဲ့ဒီ OC မှာမိုးဆိုတဲ့စော်နော်အမတို့ကျွန်တော်တို့ respect ထားတယ်နော်ဒါပေမဲ့ကျွန်တော်တို့ မကြိုက်မကြိုက်ဘူးပြောလို့ရတယ်ကျွန်တော်တို့မထောက်ပံ့ခြင်းလည်းရတယ်ရှင်းပြောမယ်ဗျာကျွန်တော်တို့စောက်သုံးမကြဘူးလို့အမပြောပြီးတော့မှကျွန်တော်တို့ချနေပြီးတော့မှအမသူများကိုသွားလှူလဲကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့လက်ခံသေးတယ်ဒါပေမဲ့မိဘချင်းကိုချင်းစာအမမိဘကင်းပြည်နယ်ထဲမှာရှိနေတာနော်အဲကျွန်တော်အဲ့လောက်ပဲပြောမယ်ကျွန်တော်မိဘကိုကျွန်တော်ကပြောပြီးသားကျွန်တော်2022ခုနှစ်ထဲကကျွန်တော်တင်နန်းမှုဖြစ်ထဲကကျွန်တော်ဒုက္ခွဲမှုဘဝမှာတဲ့က ကျွန်တော်အမေနဲ့ကျွန်တော်ညီလေးနဲ့ကျွန်တော်အဖေနဲ့ကိုဖမ်းသွားပြီးကျွန်တော်အမေကိုထုရိုက်ပြီးတော့ကျွန်တော်ကိုပြန်လာခဲ့ဖို့စစ်ကောင်စီဖုံးဆက်ပြီးခေါ်တာကျွန်တော်ပြောတာတက်ပလိုက်အဲ့ဒါသုံးယောက်အသက်ပဲမြန်မာပြည်မှာတည်နေတဲ့မိသားစုဝင်တွေအများကြီးပဲမြန်မာပြည်မှာတည်နေတဲ့လူတွေတနေ့တနေ့မနေဘူးအေးကျွန်တော်မိဘကိုတခုခုလှုပ်လိုက်လဲတော်လည်းရေးတဲ့အချိုးမြက်ပဲကျွန်တော်အဲ့လိုပဲခံစားရတဲ့ကောင်သိတာတခါမှဖုံးမဆက်ဘူးခင်ဗျားတို့လိုမျိုး ကွမ်းရင်တော့စကားပြောလို့ရတဲ့အနေထားမဟုတ်ဘူးကျွန်တော်ကပြောရင်ပြောဟိုအဲ့လိုမျိုးတော့မလုပ်သင့်ဘူးသုံးမကြဘူးစောင့်သုံးမကြဘူးလို့ပြောပြီးတော့အမကျွန်တော်တို့ဘဝကိုချနေပြီးအမသူများကိုထောက်ပို့နေရတယ်ကျွန်တော်တို့သိဒါပေမဲ့ကျွန်တော်တို့ဘာမှမပြောဘူးရတယ်ချနေမှာတော်လိုင်းအင်အားစုတစ်ခုခုပတ်စံရောက်ွားရင်လေတော်လိုင်းရဲ့အကျိုးမြတ်ဖြစ်တယ်ကျွန်တော်တို့နားလည်ပေးတယ်ကျွန်တော်တို့ဘဝကိုချနေပြီးတော့ကျွန်တော်တို့ဆဲဆိုပြီးပတ်စံရှာပြီးတော့သူများကိုထောက်ပံ့ရတယ် ဘာဖြစ်လို့လဲကိုတော်လိုင်းအင်အားစုတွေကပဲရလာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှာစိတ်မနာဘူးလက်ကုပ်တီးပေးတယ်။ကဲဒါတော့ကိုဆွေးပါနော်။အာသူပြီးပါရင်ပတ်သက်ပြီးတော့အော်စီယမ်မပူပြောလိုက်တာဖြစ်ပါရဲ့နော်။ကဲကျွန်တော်နောက်ဆုံးနားထောင်ပါတော့ပြောင်းလဲပြောင်းစားတွေဆက်ပြီးတော့ပြောနေတယ်ကြုံမိမိကိုပေါ့နော်။ကိုစီဘာလို့ပြောထားတဲ့ချက်တော့ကြောက်နော်။မဲဆင်းကိစ္စနဲ့ပတ်သက်လို့ပြည်ပြည့်အုပ်စုတွေကတော့စရေးလာပါပြီ။ဘယ်လိုရေးလဲဆိုတော့မဲဆင်းကြောင့်အာဏာသိမ်းခဲ့တဲ့စစ်တပ်ရဲ့မဲဆင်းတွေမှားနေတယ်ဆိုပြီးတော့ကဲပြည်ပြည့်အုပ်စုတွေကစရေးပြီ။ဆိုတော့ပြည်ပြည့်အုပ်စုတွေကဘာကြောင့်အဲ့လိုရေးလဲဆိုတော့အာပြည်ခရီးပါတီက နေပြီးတော့တိုက်တာဟုတ်ကဲ့ဥလာဆွေရဲ့ဇကားကိုကိုးကားပြီးတော့ကိုပြောတော့ဆိုဥလာဆွေမပြောရင်တို့မသိဘူးဥလာဆွေပြောလိုက်တဲ့ခါကျတော့ဥလာဆွေရဲ့ဇကားကိုကိုးကားပြီးတော့တို့ကအကုန်လုံးကဥလာဆွေဇကားကိုပဲကိုးကားပြီးကုတ်လုပ်ပြီးတော့ပဲမီဒီယာတွေပြည်ပြမီဒီယာကိုဝိုင်းဖော်ပြတာဆိုတော့ဥလာဆွေကမပြောရင်ဒီ UIC ရဲ့မဲဆင်းကိစ္စကိုမှားတယ်ဆိုတဲ့ကိစ္စကိုဘယ်သူကမှအဲ့လောက်ကြီး highlight လုပ်ပြီးရေးဖို့ခက်ခဲလိမ့်မယ်ဆိုကဲတတိကဲဖုန်းဒေတာဒီဒေါ်လာမြေလူမဲ့အထက်အောင်တော့ကျွန်တော်ပြောပြမလို့ပါအားလုံးသိပြီလားเนาะဒီတော်မျိုးမင်းဘက်ကဒီစစ်တပ်ဘောမှဆိုတဲ့အတိုင်းဝန်ကိုပြောချင်တာဟိမင်းတို့ကပြောနေတယ်ပေါ့ ော်ငါတို့မတိအောင်နော်ငါတို့တော်လှန်ပြည်သူရွေးကောက်ပွဲလက်ခံတာမဟုတ်တဲ့အတွက်ငါတို့စိတ်ဝင်စားစရာမလိုဘူးဒီရွေးကောက်ပွဲဒီစစ်တပ်ကိုထောက်ခံတဲ့လူတွေလက်ခံတဲ့ရွေးကောက်ပွဲဟုတ်တယ်နော်အဲ့တော့မင်းတို့တီသူကဒီစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာထောက်ခံပါတယ်လို့အချိန်မှာဒီလိုမှားနေတဲ့အရာကြီးကိုမင်းတို့တော့ပေးမတိပဲနဲ့ပေါ့ဖုံးမိသားဘူးပြောတဲ့တော်မျိုးမင်းကစဉ်းစားကြည့်အဲ့တော့မင်းတို့ကမှအမှန်တရားဆိုတော့ပမာတရားမျက်နှာဟုဆိုတော့ပမာအဖြစ်ပဲဒါကြောင့်မလို့ငါတို့တော်လှန်နေဆိုတာဒီလိုအလုပ်မျိုးတွေဒီလိုကောင်မျိုးတွေဒီလိုအကျင့်ကြံမျိုးတွေတို့နိုင်ငံမှာရှိလို့မရတော့တော်လှန်အဲ့ဒါရှင်လေအခုကြည့်မှားနေတဲ့အရာကိုဒါမပြောရတဲ့အရင်ဘယ်လို့မှမတိဘူးဟာ မဲသရင်မားလို့ဆိုပြီးတော့အာနာသိန်းရဲ့အာနာသိန်းတဲ့ကောင်တွေကသူတို့လုပ်တဲ့ဟာမှာ900မှာ300မားတယ်လေဘူးနဲ့ကစပြောတာဘူးနဲ့ကိုယ်တိုင်ထွက်ပြောတာနော်မားလို့မားတယ်ပြောတာလေမမားပဲနဲ့ဘူးနဲ့ပြောဘူးနဲ့ခန်းကတိဘူးတော့သူတို့လူချင်းချင်းပဲအဲ့တော့မားလို့မားတယ်ထွက်ပြောတဲ့လူကိုတောင်မှမားတာကိုထွက်ပြောရအောင်မပြောနဲ့လူတွေသိကုန်ပဲကဲစင်းတာစင်းသားကြည့်ကြပြီဒီကောင်တွေရဲ့စိတ်ဓာတ်အကျင့်စာကြည့်တာအဲ့ဒါမြင်အောင်ပြကျွန်တော်တို့တွေ reaction လုပ်တယ်ဆိုတာကအမုန်းတရားပြောဖို့အတွက်လုပ်နေတာမဟုတ်ဘူးနော်ဒီလိုမဟုတ်ကဟုတ်ကမမှန်မကန်ပြောတဲ့အရာတွေကိုကျွန်တော်တို့တွေထောက်ပြပေါ်ပြနေတာ ကျွန်တော်တို့မောင်းကောက်ကပြောနေတယ်ကျွန်တော်တို့ပြန်ပြောပါနော်အေးဟိုမျက်မှန်နဲ့ဟိုချီးနှံအောင်မစင်သေးတဲ့စောက်ပေါင်းလေးပြောနေဟိုဗျမ်းမှာညစ်တင်းညစ်ဆုပ်တွေရှောက်ပြောမောင်းကောက်ဟုတ်ကတည်းကဆွတ်ဆွဲပြီး edit တွေလုပ်ဒါမျိုးဆိုတဲ့ဟာမျိုးဒါတော့ဘောင်ဝင်ဘူးနော်လူတွေကိုထည့်ပြောလို့ရတယ်ဘူးတွေ့တူ YouTube ဝင်ဝင်ရှာနေတော့တွေ့တယ်ကဲတော့အလိုနော် တကယ်မှားလို့ရှိရင်ဘယ်နည်းကပြောတော့ online ဘက်ကလူမှားတော့ဟုတ်ပြမှားတာကိုလက်မခံနဲ့မဟုတ်တာကိုလက်မခံနဲ့မတရားတာကိုလက်မခံနဲ့ ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာအတိုက်အခိုက်ဆိုတာဖြစ်လာတဲ့အကြောင်းရှိအတိုက်အခံပဲရှိတယ်မင်းဘက်ရောဘက်ကဘလောက်လုံနိုင်တယ်တိုင်းပြည်ကငါတို့ဘက်ကဘလောက်လုံနိုင်တယ်ဒါဆိုတိုင်းပြည်မှာတို့တက်ဘူးလားဟမ် ပြည်တွေဘဝမမြင့်မားဘူးလားအခုဒီလိုဟာမျိုးမှားနေတဲ့အရာကြီးကိုဖုံးပြီးဖို့ဝိုင်းပြောနေတာကစင်းကကြီးဒီတိုင်းပြည်မှာမပြည့်ဘယ်တိုင်းပြည်ပြည့်တော့မလဲဒီတိုင်းပြည်မှာမနိုင်ကြရင်ဘယ်တိုင်းပြည်နိုင်ကြလဲစစ်တပ်ကတိုင်းဥဆောင်နေတဲ့တိုင်းပြည်မှာစစ်တပ်ကအမှားလုပ်တဲ့အရာတွေကိုမှားလို့မှားတယ်ပြောတဲ့လူကိုမပြောဖို့ဝိုင်းတားတယ်ဆိုတော့ကစဉ်းစားစဉ်းစားကြည့်ကြပြီလို့နော်စဉ်းစားစဉ်းစားကြည့် ခုတော့ကုလဆွေကြီးကထပြီးတော့မဲစင်းမားတဲ့အကြောင်းတစ်တော်မှာ၂ချိန်ပြောတယ်ဒီနေ့မနေ့မှာ၃ချိန်ထပ်ပြောတယ်ဒီနေ့မနေ့၃ချိန်ကတော့သူကကြည်ကသူ့ကိုယ်သူပြန်ပြီးတော့ပြန်ထိနေတဲ့သဘောလားမသိဘူးအယူစီယာလူလည်းအရန်တော်တယ်အရန်ကောင်းတယ်အရန်ကိုပဲဟောဖြစ်တယ်အလုံးဝကိုဗာလဲအယူစီယာတကယ်ကိုပဲစနစ်ချချင်းပြန်လုပ်ပေးသွားတယ်တော်တယ်ဗျာအရင်တော့အဲ့ဒီလက်ထက်တော့ယူစီဆိုရင်အဲ့လိုမလုပ်ဘူးဘာညာပေါ့စသဖြင့်ဒီလိုမျိုးပြောတယ်ပေါ့ဗျာဆိုတော့ပြန်ပြီးတော့သူပြန်ဖြည့်ရထင်ပါတယ်လိုပဲဥလာဆရာကစပြောလိုက်တယ်သူသွားကြည့်တဲ့နေရာလေးပေါ့ဗျာဒါပေမဲ့တော့သူကကျွန်တော်တိကျပြောခါလို့တန်းတော့ပြောပြီအဲ့ဒါနောက်ထပ်ခါလို့တန်းတော့ပြောပြီသူသွားကြည့်တဲ့နေရာနေပြီးတော့ရနေရာနောက်ခုထပ်မနေမှာမဲရီမားတယ်စင်းနေမားတယ်မားတဲ့တော့သူအဲ့ဒါကို USC ကိုစာပို့ပြီးတော့မေးတာမျိုးမလုပ်ဖဲနဲ့သူ့ရဲ့ TikTok platform ကနေ TikTok ကနေပြီးတော့ဗီဒီယိုတွေထုတ်လည်ပြောကြပလိုက်တယ်။တကယ်တော့သူဒီဘာလို့တင်တာလဲမင်း USC ကိုတရားဝင်စာထုတ်မေးပြီးတော့ USC ကမဖြေရှင်းပေးမှသာလေ TikTok ကနေလူသိအရှင်ကြအများကြီးသူပြောတာမျိုးလုပ်တင်တယ်။အခုကဘာလဲဆိုတော့ USC ကဖြေရှင်းပေးလောင်ပေးလောင်တော့မသိဘူး။တန်းပြီးတော့သူကတန်းပြီးတော့ TikTok ပေါ်ကနေတန်းပြီးတော့ပြောပလိုက်တာ။ပြောလိုက်တဲ့ခါကျတော့တကယ်လားဘူးရလှဆိုရင် USC ကိုမပြောဘဲနဲ့ TikTok ပေါ်ထားလိုက်ပြောတာလား။ဟမ် USC ကိုပြောတယ်လေ။ USC ကိုပြောလို့မရလို့ TikTok ပေါ်ထွက်အောင်နေတာလေ။အားလုံးလက်တည်ကြဟာကြီးဟုတ် ဟာကျော်မျိုးမင်းအမှန်နဲ့ကျော်မျိုးမင်းကလေကြည့်ဒီကိုစိတ်ထက်တာ UEC ရဲ့ message နဲ့မှားတယ်ဆိုတာကိုပြည်ပြည်အုပ်စုတွေကဥလာဆိုရဲ့ပြောကြချက်ကိုကင်ပြီးတော့ကိုးကားပြီးတော့တမ်းပြီးတော့ကိုပြောလိုက်တာပြောတဲ့ခါကျတော့ဘာဆက်ဖြစ်ကုန်လဲဆိုတော့အခုပြောတယ်ဆိုတာကမင်းတို့ရွေးကောက်ဖို့အစိတ်ဝင်စားလို့ပြောတာမဟုတ်ဘူးသိလားမင်းတို့ရဲ့သတ်သလွဲလောက်ရတဲ့ကိုမြင်အောင်ပြလိုက်တယ်မဲပို့ပါတယ်ဆိုပြီးမဲလိမ်မဲစင်းမှားလို့မဲလိမ်မဲပို့ဖြစ်ဖြစ်ပါတယ်ဆိုပြီးတော့ပြောပြီးအာနာသိမ့်တဲ့ကောင်ဒီသူတို့လုပ်တဲ့ရွေးကောက်ပွဲမှာလူ900မှာ300မှားနေတယ်ကောင်းရောလားဟမ်တင်ကြပေါ့အဲ့လိုဟာမျိုးတွေကိုငါတို့ကတော့ခေါင်းဆောင်မတင်ဘူးနိုင်ငံဥဆောင်မဲ့လူတွေကမထားနိုင်ဘူးအဲ့လိုဘယ်ရမှာလာတယ် ်သိလားအဲ့ဘယံမနာရောက်ပေါ်ဒါပေမဲ့တခုလို့ရှိတယ်ဒီတော်လိုင်းရင်းမှာကျွန်တော်စဉ်းစားမိတယ်ငါတို့တော်လိုင်းရင်းမြန်မာနိုင်ငံအခုနေတိုင်းပြည်ရက်နော်မင်းတို့စစ်တပ်ကိုထောက်ခံတဲ့လူတွေဘယ်လိုရောက်ခွဲချသွားနေတော့နော်မြောက်မြန်မာပြည်အမှနေကြအကောင်လိုက်ဝအကောင်လိုက်ဝကျောင်းမနေလိုက်ဝဟမ်ရှိတဲ့တိုင်းပြည်ရဲ့နော်ဒီဟိုအချိန်ကခုနေနေရစနော်မိပညာတွေစစ်လက်နဲ့ပြအကုန်ပေးမယ်ယူရတော့အမှနေကြမင်းတိုက်တဲ့လူကောင်းဆောင်တယ်။နော်မင်းအောင်လိုက်ကောင်းဆောင်တယ်။ကျော်မျိုးမင်းပဲကောင်းဆောင်တယ်။နော်ကျော်စိုးဦးပဲကောင်းဆောင်တယ်။တိုက်တဲ့လူတွေအမှန်နေကြ။နော်ဒီဘက်ချမ်းကိုမလာနဲ့ အဲ့ဒါလို့ဆိုရင်ဒီတိုင်းကြီးကဘာလို့ငြင်းကြမ်းအောင်လဲဒီမင်းတို့ကြည့်ကြပြပြရဲမှာမင်းတို့အားပေးတဲ့လူကိုတခါတည်းအဲ့လိုလုပ်လိုက်ချင်းတကယ်ပြောတာစစ်တပ်ကနိုင်ငံတော်ကြီးကနေတာဝန်ရှိသူတွေအကုန်လုံးကဘာဖြစ်ကုန်လဲမဲစင်းမှားလို့အာဏာသိမ်းတဲ့စစ်တပ်ကအခုသူတို့မဲစင်းမှားနေတွေ့လာဆိုပြီးတော့လူတွေကိုဝါးရဖြန့်လို့ရသွားတယ်အဲ့တော့နင်းထိုင်နေတဲ့ဟိုဘာလို့ဆိုနိုင်အဲဝါဒဖြန့်နေဆိုတာကမဟုတ်တာကိုအဟုတ်လို့ပြောတာအဲ့ဒါဝါဒဖြန့်တာဝါဒဖြန့်နေဆိုတဲ့စကားလုံးကဒီမဟုတ်တဲ့အကြောင်းအရာကိုဟုတ်ပါတယ်မှန်ပါတယ်ဆိုလိန်ညာလီစေပြီးတော့တရင်ဖြန့်တာကိုဝါဒဖြန့်တယ်ခေါ်တယ်လက်ရှိမဲစင်းမမှားဘူးလားမှားတယ်လေ ဘူးနဲ့ပြောတာမဟုတ်ဘူးလားဟုတ်တယ်လေအေးမှားလို့မှားတယ်ပြောလို့ပြောတယ်ပြန်ပြောအဲဝါရမျက်နှာမဟုတ်ဘူးအဲ့ဒါအမှန်တရားကိုပြတာပြည်သူမတူဘူးအဲကြောင့်မင်းမင်းအဲ့လိုလုံးမချနဲ့မတူဘူးတိလားဝါရဖြတ်နေဆိုတော့မင်းတို့ပဲအချမ်းမှာရှိတယ်ငါတို့ပဲအချမ်းမှာဝါရဖြတ်လို့မရဘူးတိလားကျွန်တော်ကြီးကလေးနေထိုင်တဲ့ဇောခါတော့ဗျာဇောခါတော့အဲတွေ့နော်အမှန်ကဲကတော့ဘူးလက်ကိုဂျေအောင်အောင်ကြောင့်မင်းကကြိတ်မနိုင်ခဲမရနဲ့ဇောနေတာမင်းအောင်နိုင်နဲ့တိုက်ပြတော့ရှင်းရှင်းပြောရင်လက်ရှိမင်းအောင်နိုင်လို့စစ်တပ်မှာအာဏာရှိတဲ့ကောင်တွေနဲ့ဘူးလက်လှဆွေနဲ့ထိအောင်ညှိအောင်လို့ကြောင့်မင်းကဖာချင်းဖာချင်းကြံ အဲ့ဒါဒီကောင်လေးစိတ်သက်ကြည့်လိုက်ကြည့်အချင်းချင်းတောင်မှဘလောက်ယုတ်ပါလဲနော်မှားနေတာကိုပြောတဲ့ဒီကိုတောင်မှတောက်တဲ့ဖုတ်ချောက်ကိုမလေးတဲ့ကောင်ဒါအချင်းချင်းနော်တစ်ဖက်ထဲအချင်းချင်းနော်ကြည့်လိုက်ဒီကောင်လေးစိတ်သက်ကိုအဲ့တော့မင်းချင်းကတော့မှားသလားလို့မင်းနော်မင်းချင်းမှားနေချင်လို့ရှိတာပေါ့ UIC လည်းသူ့လုံသူလုံနေတယ်ကြိုးစားမှန်းလားလုပ်နေတာပဲမှန်အောင်ကြိုးစားနေတယ်တော့လေရန်လုံးမြန်မာဘုတ်ဆိုတာထက်ထားပါတယ်တို့တော်လေတို့အကောင်းဆုံးကြိုးစားပြီးတော့ပြောင်းလုပ်နေရပေးရတယ်ပြီးတော့မဲဆင်းမှန်ကန်ရေးရောမဲဆန္ဒရှိသူတွေပါဝင်လာကြည့်တော့ရောဒီမဲဆန္ဒမဲရွက်ကောက်ပုံတဲမဲကိုတော်လေးစုံညာရရှိရေးတော့ဆက်နေကဏ္ဍဆောင်တို့ကဒီအောင်မြင်တာချစ်ပါနေလို့ UIC လည်းခင်ဗျာဟိုတနေ့တနေ့တစ်ခုအချင်းချင်းမှကြားရတယ်အကောင်လုံးချမှတ်ကြတယ်စုံညာရတယ်အကောင်လုံးညာတယ်တို့တော့ ို့တော့ခုနအဲ့လိုအမှားယွင်းလေးရှိတဲ့ခါကျရင်လည်းသက်ဆိုင်တာဝန်ရှိသူတွေက UIC နဲ့တိုက်ရိုက်စကားဆက်သွယ်ပြီးတော့ဘယ်ပါတီမှဆိုပါတိုက်ဆက်သွယ်ပြီးတော့ကျွန်တော်မျိုးနဲ့မဲဆန္ဒနဲ့မှာတော့ဒါလေးတော့မှနေ UIC နဲ့ပြင်ပြပါဆိုတာမျိုးကိုစာပို့ပြီးတော့အကြောင်းကြားပြီးတော့ကိုယ့်အကူဒီတိုင်းပြင်လိုက်ရင်ရပါတယ်နော်ရှောက်ပြီးတော့အော်အဲ့လိုရတယ်ပေါ့။အော်မင်းတို့လက်ကကြတော့စာပို့ပြီး UIC ကိုပြောရင်ရတယ်ပေါ့။ဟမ်အဲ့ဒါနေ2020ရွေးကောက်ပွဲမှာကြတော့ UIC ကိုဘလူးမှမပြောဘဲနဲ့ message မှာတယ်ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါမင်းအောင်လာရစဟမ်ဖင်နဲ့ဗလိုက်ဒီဝင်တို့ထပ်ခေါ်ပြီးအော်နေအဲ့ဒါကြောင့်မှန်တယ်ပေါ့။အော်မင်းတို့အဲ့လိုချက်ချင်းကြောင်းနေလို့ရတယ်ဟုတ်လား။အဲ့တော့မင်းတို့အဲ့ဒါဆိုရင်2020တုန်းကမင်းတို့ UIC စာပို့လေ ယူရင်းစီကိုတရားဝင်တိုင်ခွင့်ရှိတယ်လေဘယ်မဲသဏ္ဍာန်နဲ့ဘယ်နေရာမှာမဲမတမာမှုဘလို့ဖြစ်တယ်မဲစရင်မှားမှုဘလို့ဖြစ်စတဲ့ဖြစ်ယူရင်းစီကိုတရားဝင်တတ်မှတ်ထားတဲ့ရက်မှာဥပဒေထဲမှာပါပြီးသားဒါပေမဲ့မင်းတို့ဘက်ကဘလို့ဘလို့တင်ခဲ့တယ်ဘလို့မှမတင်ဘူးဟမ်တန်ဖို့ကယူတော့ဝယ်ရှုံးတယ်ယူတော့ဝယ်ရှုံးတယ်တန်ဖို့ကမင်းအောင်လာတော့ပြီးအာနာတိုင်းကိုမြှောက်ပေးတယ်မင်းအောင်လာရင်မဲစရင်မှားတယ်ဖြစ်ချင်းပေးပါအခုမထအောင်နေတာမဟုတ်လားအဲ့တော့ဘူးနဲ့အော်တော့ပဲမင်းအောင်လာရင်អော်ခဲ့တာပဲဒါပေမဲ့ပါပြီးတယ်အမဲစရင်မှားတယ်တော့ဖြစ်ချင်းခဲ့တာမင်းတို့အာနာတိုင်းလိုက်တယ်မဲအခုကြာကြာဘူးလည်းလည်းဒီလိုပဲអော်တာပဲ အခုဘူးနဲ့အော်လာကြတော့မဟုတ်ဘူးပြောရအောင်ချက်ချင်းမင်းတို့တွေတော်တော်တန်တန်နိုင်လို့နေတော့ဟမ်တကယ်ကွာမင်းတို့တွေကကလိန်ကကြက်ကြတဲ့နေရာမှာလေကလိန်ကကြက်တွေကြမှာများတော့အခုလို့စောက်ချက်တွေပွဲတာဟိုအချစ်ကဖုံနောက်ကပေါ်အကုန်ပြန်လိုက်နေဖြစ်ပုံဖုံမနိုင်ဖြစ်မနိုင်ဖြစ်ပုံဟမ်ဟောယူရိုကိုအယူစီကိုစာပို့လိုက်ရပါတယ်ဟောအဲ့ဒါဆို2020ဘာလို့စာမပို့လဲဟမ်တကယ်မေးလောက်အောင်ကွာအဲ့ဒါလေ2020ဘာလို့စာမပို့လဲဟမ်တမန်တော်ကဦးလေးပေါင်တွင်းကနေယူကဝဲမက်ဆေ့မားတယ်ဦးလေးစာပို့လေတေဝင်တိုင်လို့ရတယ်တိုင်ခွင့်ရပေးတယ်လေတော့တိုင်လာမက်ဆေ့မိုင်းတိုင်လာလို့ NLD ကပြောတယ်လေယူစီကိုတိုင်ပါမက်ဆေ့မိုင်း အဲ့တော့လမ်းဘေးကနေဟိုအလူလက်တဲ့အချိန်မှာဝဲကြိုက်ပြီးတော့တကယ်ကင်အော်နေတဲ့ခွေးလိုလမ်းဘေးကအော်လာတော့သူတို့ဖြည့်ရှင်းပေးစရာအကြောင်းကြီးဖြည့်ရှင်း NLD ဒီဥပဒေကိုဖောက်လာတာလောက်တော့လုံးဒီဥပဒေကိုကြော်ဖောက်လာတယ်မင်းအောင်လိုင်းမဲစင်းမားတဲ့ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါအော်ခဲ့တဲ့ဟာကိုမင်းအောင်လိုင်းအကြိုက် NLD ဒီဖြည့်ရှင်းပေးမယ်ဆိုရင်ဒါဒီဥပဒေနဲ့မညီဘူးရှင်းရှင်းလေးပဲဘာကဥပဒေမှာကတရားဝင်စာတင်ခွင့်ပေးထားတယ်တရားဝင်စာတင်ပြီးကန့်ကွက်ခွင့်ပေးထားတဲ့အရာကိုတရားဝင်စာတင်ပြီးတော့ဥပဒေပေါင်းတွေကမကန့်ကွက်ဘဲနဲ့လမ်းဘေးကနေအော်ဒါကို NLD အစိုးရကြီးလက်ရောခဲ့မယ်ဆိုရင် ဲ့ဒါဥပဒေကိုဖောက်ဖျက်တာပေါ့နော်မလိုက်ရောခဲတဲ့အတွက်မင်းတို့အာဏာသိမ်းလို့မကောင်းတိုက်လို့လို့ NDD နောက်ဆုံးအချိန်ထိဥပဒေအတိုင်းပြတ်တည်သွားတာချင်းချင်းလေးနော်အာဏာသိမ်းတယ်ဒါကနောက်ပိုင်းအာဏာသိမ်းတာဥပဒေနဲ့မညီတာချက်မပြောသေးဘူးနော်ဟို9ရက်မှကာလောင်ခေါ်ပြီးမနေ့9ရက်တည်းကလာပြီးဖမ်းထားတာဒါနိုင်ငံတော်တစ္ဆာဖောက်ပြမှုပုံကံမှုနဲ့တဲ့အပြစ်မှုဒါတွေအများကြီးရှိသေးတယ်နောက်ပိုင်းဒီမှာနော်အခုကျတော့ဘူးနဲ့ကဆိုရင်ကအော်ထားပါတော့ယူစီကိုစတင်ပါလားဟုတ်လားအဲ့ဒါဆို2020တင်ခိုင်းပြီမင်းတို့ပဲပြောခဲ့တာလေ ကိုတော့တောင်းရှောက်ပြောနေရလို့ဒီဆိုင်ဟိုကိုယ့်အကူအသားလေးပြောလိုက်ရင်ရပါတယ်ဒါပိုကောင်းတဲ့ကိစ္စပါဒါပိုပြီးတော့ဖြစ်ဖြစ်ထွက်မယ်ကိစ္စပါဆိုတော့ဖြစ်မဲ့တဲ့မှာကိုယ့်ကိုတောင်းဖြစ်မဲ့လမ်းကိုလွှင့်ချလိုက်ကြတော့မကောင်းဘူးဗျာဒါလေးအခုဘာဖြစ်လို့ပြပြအောင်ဆိုရဒါကြီးကိုကင်ပြီးတော့ပြောစရာဖြစ်ကုန်တော့ဖြစ်ကုန်နိုင်ငံကြီးကြီးလေးတက်ကြတော့နင်းတိုင်းလေမင်းမတက်ခါဘာဖြစ်လဲနိုင်ငံကြီးကြီးလေးတက်ကြတော့မင်းမဲ့လေးတွေကဘယ်နေရာမှာတက်ခါရှိလဲဟမ်လမ်းဘေးကဖာလိုက်ခံနေတဲ့ပြည့်တစားဟိုအောင်မင်းတို့မင်းမင်းမဲ့လေးတွေတက်ခါရှိသေးတယ်တိလားဖာတဲ့ဖင်အောင်မင်းမမင်းမဲ့လေးမင်းကိုဝယ်တဲ့ကောင်လေးတက်ခါရှိတယ်တိလားကိုစီရိုင်းတယ်လို့မပြောနဲ့တိလားအမှန်တရားကိုတည့်ပြောတာတော့ငါပြောတဲ့စကားမှားတယ်ဆိုရင်မင်းကြီး အခုငါပြောတဲ့စကားကိုပေါ်စီရိုင်းတယ်ဒီရိုင်းတဲ့စကားကြီးမှန်လားမှားလားမင်းစစ်တမ်းကောက်ကြည့်နော်ဟုတ်တိတ်ခါရမယ်နိုင်ငံတော်ကြီးကဲရမယ်တိတ်ခါပြောပြောဆက်ဖြစ်ကုန်တော့ဒါလေးတော့မကောင်းဘူးဒါလေးတော့ကျွန်တော်မြင်တာပြပြတော့ယူစီနေတဲ့လေခုဘိုင်းဆက်လို့လဲဆိုယူကောက်ဘယ်နဲ့ပတ်သက်လို့မှန်ကန်ညတာကိုမင်းချင်းမှန်မှုတော့ကိုတို့လိုက်ပြီးအတုံကျူးစားနေတယ်လော်ပြီးလော်ပြီးလော်ပြီးယူစီနဲ့မင်းရောက်မှန်လို့လော်ပေးပြီးဖားပေးပြီးဘူးလက်ကိုထည့်ပြီးအမ်ပြောနေကြည့်ကြည့်တကယ်တော့ဒီတစ်ခါမှလည်းယူစီရဲ့မင်းချင်းမှန်ကျူးစားတယ်တစ်ခါမှလည်းဒီယူစီမှာဟိုလာမဲ့ယူစီမဲရွေးချင်မဲပေးရေးအတွက်ပြုတယ်မဲပေးရေးအတွက်ကိုမလုပ်ဘူးလေဆိုတော့ဒီအဲ လူပညာရှင်တွေကိုယ်ကပါဝင်လာမှုရှိမရှိယူစီလဲကြိုးစားပန်းစားလုပ်နေတွေ့ရတယ်ဆိုတော့ဒီမှာရှိတဲ့လူပညာရှင်တွေခုနလက်သုံးဆောင်ဟာဘာမှမဟုတ်ဘူးပိုင်ရင်ကိုယ်လိုဘာမှရှိတယ်ဘောင်းဆောင်မင်းသားရေးရှိတယ်အဲ့ဒီမင်းမတီတူတွေမဲပေးဖို့တော့အနုပညာပိုင်းဘစ်ပူပါနဲ့ဟမ်ငါသားဘောင်းကလူရဲ့ခေါင်းဆောင်မင်းသားကြီးပိုင်ရင်ကိုရှိတယ်အဲ့ဒီမင်းတို့ဘက်မှာဟမ်ထပါလားမင်းခေါင်းဆောင်မင်းသားတော့နောက်လိုက်မဟုတ်ဘူးဇက်ရံမဟုတ်ဇက်ဖို့မဟုတ်ဘူးဇက်ဆောင်တော့ဟာမင်းရတယ်ကွာပြတ်ကြသွားမယ်ကုန်လုံးတော့ကဲပြီမှခံဝင်လက်မှတ်ဖို့ပြီးတော့ပြန်နာနေတဲ့လူပညာရှင်တွေဒီလူပညာရှင်တွေအနေနဲ့လည်းခါတို့တွေနဲ့နိုင်ငံတော်ကိုအလုပ်ချုပ်ပြီးတော့တာဝန်ကြအချိန်ကြလာပါပြီ နိုင်ငံတော်ဆိုတာဗာမင်းအောင်နိုင်လို့ကောင်းဆောင်နေစစ်ဘုတ်ချုပ်ပြည်နိုင်ငံတော်လားဟမ်နိုင်ငံတော်ဆိုတာဘယ်ဟာကိုပြောတာမင်းတို့စစ်ဘုတ်ချုပ်တိုင်းဝိုင်းကနိုင်ငံတော်လားအဲစစ်ဘုတ်ချုပ်အထက်မှာရှိတဲ့ကောင်ကဘောင်းမီချွတ်လာတဲ့ကောင်တော့အဲ့ကောင်တွေအားလုံးကနိုင်ငံတော်သူတို့တာနေအုပ်ချုပ်သူတို့အုပ်ချုပ်တော့ပြည်တွက်ခံရမယ်နော်နိုင်ငံတော်ဒီသူတို့ကိုစားပြုတယ်ပြည်သူဒီအုပ်ချုပ်ခံလူလက်စားသူတို့အုပ်ချုပ်တော့ခံခံမပြောနဲ့မတိုက်တယ်တိုက်တယ်လားမပြောနဲ့ခိုင်းတဲ့တိုင်းနေထားတဲ့တိုင်းနေအဲ့လိုလားဟုတ်ရေနိုင်ငံတော်ကိုယ့်ရဲ့အမှုပြတဲ့အလုပ်ချင်းမျိုးအချိန်ကြတာပါပြီ။တစ်ချိန်လုံးခဏတော့အခွန်ဆောင်ချင်ဆောင်နေမဆောင်ချင်မဆောင်ဘူး။ခဏတော့နိုင်ငံတော်ကြီးကနေရရင်ကုန်ယူတယ်။ခဏတော့နိုင်ငံတော်ဘာမှမပေးဘဲနဲ့လုပ်ချင်တာလုပ်ကြတယ်။ဟာမျိုးတွေလည်းလုပ်ခဲ့ကြ။ ဟုတ်တယ်အမရန်အောင်တို့ဒိန်းအောင်တို့ဆိုနိုင်ငံတော်ဆိုလဲအဲ့ဒီမင်းအောင်နိုင်ကြီးကလေရရင်အကောင်တို့ဘောမှာပြီးပြီနော်ပြီးရပြီးတော့မင်းအောင်နိုင်ကိုစောက်ပြီးမဆိုင်ပြီဟုတ်တယ်ပြောတယ်ကွာရှုံးပြီးပြီနိုင်ငံတော်ဖြတ်လို့ပြစီလေလုတ်ခဲ့ကြပြီးပြီအခုနိုင်ငံတော်ကလိုအပ်လာပါပြီခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ပြီးတယ်လဲတွားလို့ပါကျွန်တော်အားပေးပါတယ်ခင်ဗျားတို့ကျွန်တော်အားပေးပါတယ်တွားလို့ပါဘာလုပ်မလဲဆိုအားပေးတော့ကျွန်တော်အားပေးတော့လုံးတော့ဟာမဲပြည်သူတွေမဲပေးချင်လာအောင်သူပြန်ရှင်ကဝိုင်းဝန်းပြီးတော့သူပြန်စားအားနဲ့လှုပ်ဆော်ပြောဆိုစီယုံအာမူဗီယူရှင်ရဲ့အတုံးလေးတွေမူဗီကစ်အတုံးလေးတွေကိုလုပ်ပေးတာမျိုးတွေဝိုင်းလုပ်ပေးကြဖို့လုပ်ပြချင်တို့တိုက်တော့ပါလေယူကြီးစီကဖိတ်ခေါ်တဲ့လေဥပပေါင်းပေးကြပါဥမာကိုပြည်ကြီးဥရမအင်ဒရာကျော်စင်တို့ပေါ့ဗျာအမကို ဟုတ်မဲပေးဖို့လိုလေးလို့လားမင်းတို့ကမင်းတို့တဦးတည်းရှင်ပြန်ပြီးတဦးတည်းလုံးမဲ့ပွဲဘယ်ဘယ်ပြည်သူမပါလဲမင်းတို့နိုင်ပြီးသားလေဟမ်ဘလူးမန်လာမပေးလဲဒီရွေးကောက်ပွဲကမင်းတို့နိုင်ပြီးသားပဲဘာဘာဘာလို့ကိုလူမြိုက်တိုက်တွန်းနေတာလဲလို့ဟမ်ပါတယ်ဟိုဘုန်းကြီးပြောင်းလို့လားတယောက်ဆောင်ပြရအဲ့လိုမျိုးလားဘလူးမန်မဲကဘယ်ပြည်သူမှမဲမပေးတော့မင်းတို့နိုင်မဲ့ပွဲလေဘလူးမန်မပါလဲမင်းတို့ကမင်းတို့ရှင်ပြန်နေဟာယူဟမ်ဘုန်းဟိုတပည့်အဟာလေးဆိုအိမ်ဖြစ်ညာမဲ့ဟမ်ပြီးတုံးလုံးလို့ဟုတ်လားပြီးတုံးလုံးလို့ပြီးလေးလုံးလို့ပြီးငါးလုံးလို့ဟုတ်လားအင်းငါးလုံးလို့ဟုတ်လားအေးအေးနဲ့ချီးရအကုန်လုံးဟာ အဲအကောင်တော့အဖြစ်ခံရသေးပဲဘာမှပေါင်းအိအရာဝင်တာမဟုတ်ဘူးမင်းတို့တူဦးတဲ့ပြိုင်နေကွယ်မင်းတို့မနိုင်ဘူးနိုင်ဖို့လေဟမ်မင်းတို့ဟောပေါ့တော့ကိုလေတော့ပူပေါင်းပေးကြပါဒါလေးကကောင်းတဲ့ကိစ္စဖူးဖေးပါစားအကောင်တော့ပေါင်းပေးကြပါဒါဆိုရင်ကျွန်တော်တို့ဟာနိုင်ငံလူပညာနဲ့နိုင်ငံတော်ပြန်လဲကျူးပြည့်ပြန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပူပြီးတော့လက်ခံကြည့်တယ်ဖြစ်ဖြစ်ပါတယ်အဲ့တော့လုတ်ကြောင်လိုက်တော့မှာနော်ယူစီလေးဖိတ်ခေါ်လိုက်မယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်ဖိတ်ခေါ်ပါပါဖိတ်ခေါ်ပါယူစီလေးဖိတ်ခေါ်တဲ့ခါကျရင်တော့တော့လုတ်ပေးကြအောင်လိုက်တော့မှာတကယ်ပါဗျာကြားတဲ့တိုင်းမကြည့်နော်ကြည့်ဒါကျွန်တော်လက်တွေ့သုံးသပ်ပြတာပါနှစ်ပေါင်း20ရွေးကောက်ပွဲမှာမဲရင်လို့မဲဖို့လို့မဲစင်းမလို့អော်ခဲ့တဲ့កောင်တွေသူတို့ကိုယ်တိုင်ရွေးကောက်ပွဲလုပ်တယ်ဆိုပြီးသူတို့ဆိုလို့ ်နော်900မှာ300မှားနေတယ်မှားတဲ့ဟာကိုអော်တဲ့လူကိုပြောတယ်ဟာអော်ကောင်းမှလူတွေတိကုန်မယ်တိတိနေတယ်អော်နေတယ်အဲ့ဒီအမားကြီးကိုလူတီဝမ်းမယ်လေငါတို့ဘက်ကမှလူတီဝမ်းမယ်မနိုင်ငံအနာတိတ်နေတဲ့ခေါင်းဆောင်တွေဗာတိတ်ခါကြမယ်တဲ့ကစင်းကားကြီးနော်အဲ့ဒါကြောင့်ညွှန်းပြောနေစကားအဲ့တော့ဒီလိုလူမျိုးတွေကိုခင်ဗျားတို့ကကိုယ့်ရဲ့ဥဆောင်မှုကိုယ့်ရဲ့ခေါင်းပေါ်မှာထားနိုင်တာအဲ့ဒါလေးကိုမေးတာပါအဲ့နိုင်ငံကြီးဆိုအဲ့ဒါပဲအခုဒါပျော်ကြတယ်ပန်းတယ်ပျော်ပါပါပျော်ပါပါပါဒါပေမဲ့ကိုယ်နိုင်ငံရဲ့ဖြစ်ပြနေတဲ့ပကတိအမှန်တရားကိုလူလားအားလုံးသိစေချင်တယ်ကျွန်တော်တို့တိုင်းပြည်ကဘယ်လောက်နှိမ့်ရနေလဲ ရှင်းရှင်းပြောရင်လေမြန်မာပြည်မှာငါရက်ွက်ထဲမှာစံရှိတယ်ကွာငါဝင်းသာအပြည့်ပဲရက်ွက်ထဲမှာငါတထေးပေါ့ဟုတ်လားခဏနေဦးသူများနိုင်ငံရဲ့ရှင်လိုက်ဒီခဏဖိုးရဲကောင်းတော့တန်မှုရှိမနာနဲ့တော့အကောင်းဆုံးတာရက်ထဲရွာထဲစားနိုင်တောက်နိုင်ပြည်ပြည်လဲလဲရှိပါတယ်ဆိုတဲ့လူအောက်ထိဟိုစင်းရဲတဲ့လူမပြောဘူးနော်အဲ့ဒီပြည်ပြည်လဲလဲရှိပါတယ်ဆိုတဲ့လူတော်မှတိုးတက်တဲ့သူများနိုင်ငံဖိုးရဲကောင်းတော့တန်မှုမရှိဘူးအဲ့ဒါကျွန်တော်ဒီပြောတာလာခဲ့တာအစ်တကောင်ကျွန်တော်တောင်းဝင်ယူတယ်ကျွန်တော်ရှင်းပြမယ်လာခဲ့လားနော်သူများနိုင်ငံဖိုးရိုးရိုးဗီဇာတမ်းမာရေးစောက်ရှောက်မှု အကောင်နေထိုင်မှုနော်အသားလားအမဲလားဘလောက်လို့တနည်းကိုအဲဘုံခန်းနဲ့ကျွန်တော်နိုင်ငံမှာဘလို့နေရလဲနော်နိုင်ငံခြားတွင်းနဲ့ဆေးဝါးတယ်ဆိုအခုပိတ်ထားတယ်စီစီတွေဘလို့စီစားရတယ်ဟမ်စံတဲကိုဘလောက်ဖြစ်သွားပြီအဲ့တော့တချို့တရားမတည်ဘူးအာငါငါပြေလေတဲ့အေးသေးပဲငါတို့ကငါတို့ဒေတာမှာငိမ့်ချနေတယ်ဆိုလို့ပြောရှိတယ်အမဲအပေါ်န်ဒီစစ်ပွဲတွေလုပ်နေတိုင်းလုပ်နေတာကိုဖင်ခုံးကောင်းခံနေရတဲ့ဟာကိုငိမ့်ချတယ်အဲ့ဒါငိမ့်ချတာမဟုတ်ဘူးဖင်ချခံတာခေါ်တယ်နော်လက်ရှိဒီမင်းအောင်နိုင်အာနာသိန်းနဲ့ကာလမှာလေငါတို့ဒေတာငိမ့်ချမှာလဲလို့ပြောတဲ့လူတွေအဲ့ဒါချိန်နေတယ်ကိုယ့်ဖင်မြတ်ချတာမသိတဲ့ကောင် နော်ငိမ့်ချမ်းပါတယ်ဟုဖင်ချခံရမှာလို့တိုက်ရိုက်တိုက်ရိုက်မပြောပဲငိမ့်ချမ်းပါတယ်ဟုတော်လိုက်ပြောတော့ကြဝင်နောက်ဟုတ်ဒီအလင်ကဆက်တဲ့လူကြီးပဲကုန်တော့နော်အဲ့ဒါဟိုပြဖို့လို့ဒါအခုဒီဗီဒီယိုဖိုင်မှာဒါမြင်အောင်ပြတာနော်တစ်ချိန်ကရွေးကောက်ပွဲဥပဒေရှိတယ်မဲစရင်မှားတယ်မဲလိမ်မဲကိုဖြစ်လာဘယ်မဲဆန္ဒနေမှာဘလို့ဖြစ်တယ်တရားဝင်ဥပဒေဖောင်တဲ့ကနေဒူးစီကိုတိုင်ဝင်ရှိတယ်ဒါပေမဲ့ဘယ်သူမှမတိုင်ခဲ့ဘူးအခုလိုလမ်းပေးရအောင်ခဲ့ဟောအခုသူတို့လောက်တဲ့ပွဲနော်ကျွန်တော်တို့ဘက်ကအော်လာမဟုတ်တော့သူတို့အချင်းချင်းပဲပြန်အော်လာလမ်းပေးရအော်လို့တဲ့ တိတ်တော့ဘောကအော်လို့တဲ့သူတို့တိတ်တိတ်ယူကြီးစီကိုတိုင်လေချက်ချင်းပြောရတာဒီဒီကောင်တွေရဲ့ဇယိုက်မြင်အောင်ကြည့်ကြအဲ့တော့နိုင်ငံရေးလောက်တယ်ဆိုတော့ကျွန်တော်တို့လေဒီလိုလောက်ရမျိုးတွေကိုကျွန်တော်တိုင်းပြည်မှာလောက်ဝင်ပေးလို့မရဘူးပြအဲ့ဒါတိုင်းပြည်ဖြစ်တာတိုင်းပြည်ဖြစ်တာတော်မျိုးမင်းမှမဟုတ်ဘူးလည်းမှမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ဒေါအောင်ဆန်းစုကြည်ကိုတိုင်းနဲ့အဲ့လိုလောက်ကမရအောင်နော်သူလည်းမဟုတ်ဘူးအဲ့တော့ဟိုဒီစစ်တပ်ကိုထောက်ခံတာထောက်ခံပါတိုင်းပြည်ရဲ့စစ်တပ်ဒီတိုင်းနိုင်ငံသားတွေထောက်ခံမှာပဲဝင်းရံမှာပဲအားပေးရမှာပဲဒါပေမဲ့ကိုဝင်းရံအားပေးနေတဲ့လူတွေဟာ ီစစ်တပ်ကိုကောင်းအောင်လုပ်တာလားစစ်တပ်ကိုနှိမ့်ညံ့ပျက်စီးအောင်လုပ်တာလားဒီနိုင်ငံကိုကောင်းအောင်လုပ်တာလားဒီနိုင်ငံကိုပျက်စီးအောင်လုပ်တာလားဒါလေးကိုတော့အားလုံးသိစေချင်တယ်ကိုလို့ကိုလို့မယ်တွားမယ်လာမယ်ပြောမယ်ပါမယ်နေမယ်ထိုင်မယ်ဒါပေမဲ့လို့နိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတော့လုံးဝမျက်စီမပြတ်ပါစေနဲ့ဘာဖြစ်လို့လဲနိုင်ငံကြီးရဲ့ခမားလို့ကြီးပဲနိုင်ငံကြီးဆိုတော့ကိုယ့်အရေးကိုယ့်အရေးဒီနိုင်ငံကြီးဒီနိုင်ငံကောင်းမှကိုယ့်ဘဝကောင်းကောင်းမွန်မွန်နေရမှာဒီနိုင်ငံကြီးစောက်ပြတ်နေဘယ်တော့ပဲချမ်းသာပါစေအဲ့ဒါကောင်းတဲ့ခေါ်လို့မရဘူး နော်ကိုယ်နိုင်ငံအချင်းချင်းကိုယ့်ရဲ့အချင်းရှင်နိုင်လို့မရဘူးသူများနိုင်ငံတွေကြည့်ရမယ်သူများနိုင်ငံတွေဘယ်လောက်ပရိုတက်နေလဲသူများလူမျိုးစနစ်ဘယ်လောက်မြင့်နေဘယ်လိုစနစ်မျိုးနေကြတယ်ရေကြီးမှုဘယ်လောက်ထွန်းကားလဲနော်ကောင်းတဲ့အချက်တွေကြည့်အဲ့တော့ကျွန်တော်နိုင်ငံဘယ်လောက်နှိမ့်ညံ့နေလဲဘယ်လောက်ပြက်စီးနေလဲဘယ်လောက်ဆုတ်ပြတ်နေလဲနော်ဒီကမှမကြည့်နဲ့ထိုင်းဟိုလာခဲ့ထိုင်းရဲ့ပတ်ဝန်းကျင်ရှုခင်းအမြင်လန်တနာအဆောက်အအုံတွေရဲ့အယောင်အဆင့် quality နဲ့ဘက်ကလေးလေနဲ့မင်္ဂလာတော်ဆင်းသွားလိုက်ဟိုဘက်ရောက်လာတဲ့အယောင်အဆင့်ဘယ်လိုဖြစ်သွားလဲအဲ့ဒါကျွန်တော်နိုင်ငံဆုတ်ပြတ်နေတဲ့တင်ကြေးသားတွေလားဒါတွေကိုကောင်းဖို့အတွက်ဆိုတာဒီလိုကောင်းမျိုးတွေရှိနေတွေ့ ဘယ်တော့မှမကောင်းစိတ်ချ။ကဲဒီမနက်ပိုင်းအတွက်သတင်းပြတာဒီလောက်ပါမယ်နော်။အစားဆုံးကြည့်ပြီးကြာပြီးမှပြည်သူရောက်စေထူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံးသမျှဆောင်သမျှအရာအားလုံးပါအောင်ပြီးကြပါစေ။တောလေးရမှာဘေကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။